တနေ့တာကိုငါဘယ်လိုကုန်ခဲ့တယ်လဲငါကုန်တာဟာအရှုံးနဲ့လားအမျက်နဲ့လားဘဝကိုဖြတ်ကျော်နေတာအရှုံးနဲ့ဖြတ်ကျော်သလားအဲ့တော့ဘယ်ဟာကိုအရှုံးဘယ်ဟာကိုအမျက်လို့ခေါ်မလဲလို့ဆိုတဲ့အခါမှာလူဘဝရလာတာဟာကုသိုလ်ကြောင့်ရလာကုသိုလ်ကောင်းမှုနဲ့အချိန်မကုန်ဘဲနဲ့အကုသိုလ်နဲ့ချိန်ကုန်နေဆိုရင် ကုသိုလ်ကြောင့်ရတဲ့ဘဝကိုအလကားအုံပြုဖြစ်လိုက်တဲ့အကုသိုလ်တွေနဲ့ဆိုရင်ဒါအရှုံးပေါ်သွားပြီလို့ဆိုလို့တနေ့ရင်ရှုံးတာမဟုတ်ဘူးတသက်တာအလုံးလုံးကြပြီဆိုရင်အကုသိုလ်တွေနဲ့ရင်ဆိုရင်ရှုံးနေပြီအရင်ကရှိတာကိုဆိုပါတော့အတိတ်ဘဝကဒါနကောင်းမှုလုပ်လို့ဒီဘဝမှာချမ်းသာကြွယ်ဝတယ်ဒီဘဝကျတော့မိမိလျော့ရော့ဒါနကောင်းမှုတွေမလုပ်ဘူး ရှိလာတဲ့ပစ္စည်းကိုသုံးလို့ဖြုံးလို့ပျော်လို့ပါလို့နေတယ်ဆိုလို့ရှိရင်အဲ့ဒီပုံကမျိုးကိုဝိတာခာကြောင့်အမကြီးကခေါ်တဲ့အဟောင်းစားနေတာလို့ခေါ်တယ်အဟောင်းစားနေအစ်စ်မလို့ဘူးအဟောင်းစားတယ်လို့ခေါ်တယ်အဲ့ဒီအဟောင်းစားနေတဲ့ပုဂ္ဂိုလ်ကမကြားခင်အဟောင်းကကုံသွားမှာကုံသွားလို့ရှိရင်အစ်စ်နဲ့အစာမထိုးနိုင်တဲ့အတွက်ကြောင့်ဆဲဒုက္ခနဲ့ကြုံရတယ်ပေါ့ ဒါကြောင့်မို့ကိုးဘွားကိုအကုသူတွေက များနေသလားသို့မဟုတ်ကုသူတွေကများနေသလားတနေ့တာအချိန်စရာနဲ့ကြည့်ပြီးတော့အကုသူတွေက များပြီဆိုရင်ဒီဘွားရှုံးပြီတာမှတ်ပြီကုသူတွေကများပြီဆိုမှအမျက်ထွက်လိမ့်မယ်အေးကုသူတစ်ပိုင်းအကုသူတစ်ပိုင်းဆိုရင်တော့ဒီပြောရမယ်ဆိုရင် ကုသူကြောင့်ရတဲ့ဘွားမှာအကုသူပါနေတယ်ဆိုလို့ရှိရင်လည်း အမျက်မရှိပဲနဲ့လုံလုံနေရတယ်လို့အထိပ္ပယ်ရောက်ပြန်တယ်။ဒါကြောင့်မို့ခုသူမြန်မြန်ရမှဘဝဟာအမျက်ထွက်နိုင်တယ်ပေါ့။